ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ချိန်မအီအီရေနေအေးရထပြီလားနေနေနေကတင်ဘောနဲ့မထားနဲ့ချွေးမဆန်နေရင်အီအီခန်းအောင်တန်ရှင်းလာလို့အေးရခင်းနေုပ်လဲတေချာတတရရလောက်လိုက်အောင်ချွေးမဆန်နေ တေချာအိယာခဲနေကိုခောက်ထားချွေးမအီးအီးရဲ့နင့်ကိုအိယာပေါ်နေမထားနဲ့လို့ပြောတယ်လေနင့်မှာကိုုံရှက်လာရှိနေပြီလေပြီးရင်ပြောချွေးမအီးအီးကိုထန်ခိုင်းမလို့အမေပြီးပါပြီ အမေကအီးအီးကိုပဲအမြဲတမ်းကြည့်ဆိုင်တယ်ငါလည်းသူ့လိုပဲကိုုံရှက်လာရှိရပဲလေဘာလို့လဲဆိုတော့ငါမိဘတွေကဆင်းရဲတာဟုတ်အီးအီးနဲ့ဆန်နီကဒေါ်လာရဲ့ချွေးမတွေဖြစ်ကြပြီးအီးအီးကချွေးမကြီးဖြစ်ပြီးတော့ဆန်နီကချွေးမငယ်ဖြစ်ပါတယ် ကျွန်းပါနေ့အလုံးကကိုဝင်ရှစ်လရှိနေပြီးအီအီကိုကြတော့ကိုဝင်ရှစ်လအထိဘာလို့မှမခိုင်းပါဘူးဆန်ဒီကိုကြတော့အင်းရဲ့လုတ်တွေအလုံးလုတ်ခိုင်းပြီးဒီနေ့လဲဆန်ဒီကပဲအင်တန်ရှိရေးအလုံးကိုလုတ်ပါတယ်ချွေးမဆန်ဒီနင်ပါလုတ်နေရလဲငါအသီးတွေလီးထားတယ်လေဒါတွေအလုံးယူပြီးတော့ချွေးမအီအီကိုသွားကြွေးဆန်အမေတမီခုနကပဲအလုတ်တွေအလုံးလုတ်ပြီးတော့ထိုင်နေတာတမီမောနေပြီအီအီကိုပဲအောက်ကိုခေါ်လိုက်ပါလားအီအီကရှစ်လရှိပြီးအောက်ကိုမစင်းဘူးသူအောက်လိုင်းလမ်းလျှောက်ဖြစ်တာပေါ့ ဟုတ်လားငါပါလောက်ရမလဲနင်ကတင်မေးတော့မလားဘာဖြစ်နေရလဲငါပြောတယ်လို့သားလို့ဒီအသီးတွေအီအီကိုသွားကြွေးစန်ဒီကလည်းမုန်းနေပေမဲ့ဒေါ်လာပြောတာကြောင့်အသီးတွေရှူသွားပြီးကြွေးခဲ့ပါတယ်ဘာလဲဘာလို့ငါခန်းထဲကိုခဏခဏလာနေရလဲဟိုအမေကအသီးတွေပေးလိုက်တာပါ စားလိုက်လေအေးဟုတ်ပြီပေးအီအီရေအမေကဘာဖြစ်နေလဲမသိဘူးနင်ကိုရှင်းလာရှိပြီအဲ့ရကထခွင့်မပေးဘူး ဒါပေမဲ့နင်တို့အဲ့လိုမျိုးထိုင်နေတာမကောင်းတော့နင်ကလေးမွေးကနေကြရင်အခက်ခဲဖြစ်လိမ့်မယ်။ဆန်နေရဲ့နင်အလုပ်လုပ်ရတော့ငါထိုင်နေတာကြည့်ပြီးမနာလို့ဖြစ်နေမလား။နင်ကအယူမလုံနဲ့နော်။တရက်နေသွားတော့ရမလားနဲ့။ဆန်နီကပြောပြလေးပဲအီအီကနားမလဲပါဘူး။ဒီလိုကြည့်နေရင်လည်းချွေးမာရီရဲ့ကိုဝင်အန်နီရဲ့ကင်းရက်ကိုရောက်လာပါလေ။အီအီအမေကတော့ချမ်းသာတာကြောင့်ပစ္စည်းတွေအများကြီးယူလာပြီးပေးခဲ့ပါလေ။ဇန်နီအမေကတော့သူတက်နိုင်တဲ့လောက်ပဲယူလာခဲ့ပါသေးတယ်။ အမားတို့ရေလာပါလာပါဒီမှာထိုင်ကြပါအောင်နှစ်ယောက်လုံးလာလေဒေါ်လာကလည်းနှစ်ယောက်လုံးကိုသူ့ဘေးနားမှာထိုင်ခိုင်းလိုက်ပါတယ်အမရေကျမယူလာတဲ့ပစ္စည်းတွေတော့ကြည်ပြီးပြီမလားအယုတ်တွေငါမွေးမဲ့မြေးလေးအတွက်နှွေးထည်တွေစားစရာတွေလည်းပါလာတယ်အသီးချောက်တွေလည်းအစုံပါတယ်အမရေ အားလုံးတွေ့ပါတယ်ဒီလောက်အများကြီးယူလာစရာမလိုပါဘူးအမအမြဲတမ်းတစ်ခုမဟုတ်တစ်ခုလုံညာပဲလေအမရောစံနေအတွက်ဘာယူလာလဲဩ ငါတော့စန်နီကုံရှိတယ်လို့ကြားရတဲ့အနှွေးထည်လေးထိုးနေတာအီအီလည်းကုံရှိတယ်ကြတော့သူ့အတွက်လည်းတထည်ထိုးထားတယ်လေ။အော်အနှွေးထည်တထည်နဲ့ပြီးသွားရောလား။ရသွားပြီပေါ့။ဟုတ်တယ်လေအမေ။လူတိုင်းမှာအမေလိုစိတ်ထားမရှိဘူးလေ။ငါသမီးလေးကလည်းချောလိုက်တာ။ကိုဝင်နဲ့ဆိုတော့အရန်လာနေတယ်။ကိုဝင်ကိုလာနဲ့လေကားဆင်းလာတယ်။လာပါဒီမှာထိုင်။အမေကအီအီကိုပဲအနားလာထိုင်ခိုင်းပြီးစန်နီရက်နေတာကိုမလာခိုင်းပါဘူး။သမီးစန်နီထိုင်နေတယ်။ သမီးပါလို့မထိုင်တာလဲအမေထိုးလာတဲ့အနှွေးထည်လေးသမီးအရင်ကြိုက်တာပဲငါသိရဲ့သူများတွေကြိုက်ကြမကြိုက်ကြိုက်ငါသမီးကြိုက်မယ်ဆိုတော့အမေသိနေတယ်အမေတို့တခုခုစားပြီးပြီလားနင့်ကိုလည်းငါအဲ့ဒါပြောမလို့အီအီအမေတို့ကတခုခုသွားချက်ခဲ့လေဒေါလာကအီအီအမေအကြောင်းမေးပြောတာကြောင့်ဆန်နီကစိတ်မကောင်းဖြစ်ပြီးမိဖို့ကြောင့်နေတော့ကလက်ဖက်ရည်လုံနေပါလေဆန်နီကအားလုံးကိုစားဖို့ပေးပြီးတော့အီအီကတနေရာမှာပဲထိုင်နေပါလေတနေရာမှာထိုင်နေတာကိုကြည့်ပြီးတော့ ်ဆန်နီမီကပြောခဲ့ပါတယ်။အီအီရဲ့သမီးပါလို့တနေရာထဲမှာပဲထိုင်နေရလဲပထမကလေးဆိုတာသိတယ်။ဒါပေမဲ့ငါသမီးလေးကလည်းပထမကလေးပဲလေဒီလိုမလှုပ်ရှားရင်မကောင်းဘူးကွယ်ပိုက်ခွဲမွေးရနိုင်တယ်။အန်တီရဲ့သမီးကဘာမှစိတ်မပူပါနဲ့အလလုတ်တဲ့သူကလှုပ်ပြီးတိတ်နေမှာသမီးအနားယူတာတော့အန်တီတို့သားမီးကမနာလို့ဖြစ်နေမှာပေါ့ငါသမီးပြောတာမှန်တယ်ဟင်ဇန်နီမေကပြောပြနေလေဒေါလာနဲ့သူ့အမေကရင်းမလုပ်ဘဲဘာမှမပြောပါဘူး။ ဒီလိုပဲကြည်နေရင်ချိန်တွေကြာလာခဲ့ပြီးတော့ချွေးမနှစ်ယောက်လုံးရဲ့မွေးရရောက်လာပါတယ်။ဇန်နီကအရင်ဆုံးမွေးပြီးဒေါလာကသူ့ကိုအစိုးရစည်းရုံခေါ်သွားခဲ့ပါတယ်။ဇန်နီကတိချအောင်မြင်စွာနဲ့တားလီတယောက်ကိုမွေးဖွားခဲ့ပါတယ်။အမေတို့နှစ်ယောက်လုံးကတမီးရဲ့အမေတွေဆိုတော့အမေတို့ပဲတားလီကိုအရင်ချီနော်။တမီးရဲ့ငါတော့အမေဆိုပေမဲ့ဒေါလာအဖွားပါ။ तू ကပဲနင့်ကိုကယူဆိုင်တာ အရင်ဆုံးသူ့အဖွားအရင်ချီပါစီကွယ်။ တာမီနှစ်ယောက်ကဒေါ်လာကိုရေးပေးတာကိုကြည့်ပြီးလဲဒေါ်လာကနားမလဲပါဘူးဒီလိုပဲကြည့်နေရင်အီအီကလည်းထိုင်နေရင်ဘိုက်နာလာခဲ့ပါတယ်အမေအမေလာပါဦးတမီးပိုက်အရန်နာနေပြီလာပါဦးအမေရဲ့ဒေါ်လာကအီအီကိုကြတော့အဆင်မြင်စည်းရုံကိုခေါ်သွားခဲ့ပါတယ်စည်းရုံရောက်တာနဲ့အီအီအမေကလည်းရှောင်းနေပါတယ်ဆရာတမီးပါဖြစ်တာလဲတမီးကနေရောကောင်းရဲ့လားတားမွေးတာလားတမီးမွေးတာလားယင် အခုတော့မမွေးသေးဘူးအမတို့သမီးကကိုဝင်ရှိတော့အမြဲထိုင်နေတယ်ထင်တယ်။ဒါကြောင့်ခလေးကလှုပ်ရှားမှုမရှိဖြစ်နေတယ်။အီးကအခက်ခဲတွေကိုရံခံစားခဲ့ရပြီးသမီးကျော်လေးတယောက်ကိုမွေးခဲ့ပါတယ်။အားလုံးကအခန်းထဲဝင်သွားခဲ့ပါတယ်။သမီးရဲ့အမေကိုခလေးပေးလေ။မဟုတ်ဘူးချွေးမရေ။ငါမြေးလေးကိုငါ့ကိုရှင်ပေးလေ။အမေတို့တယောက်ကိုမှမပေးဘူး။အမေတို့ကြောင့်သမီးကဘလောက်ခံရလဲသိလား။အီးကဆန်ဒီနဲ့သူ့အမေစကားမှန်တာကိုသိပေမဲ့လည်း တို့ကဘာမှမပြောပါဘူး။ထွေးမနှစ်ယောက်လုံးကအိမ်ပြန်ရောက်လာပြီးစန်ဒီကတော့ရင်းလို့နေပြန်ကောင်းလာခဲ့ပါတယ်။သူကလေးကိုလည်းတီချာကယူဆိုင်ပြီးအီကတော့ကလေးမွေးပြီးအရန်ကိုအားနေနေပါတယ်။ပြီးတော့သူသမီးကိုလည်းတီချာမကြည့်နိုင်ပါဘူး။သူကနေရတာပြိုလဲမပြောတော့ပါဘူး။တရကြတော့ချွေးမနှစ်ယောက်ကလမ်းလျှောက်နေရင်နှစ်ယောက်သားဆုံတွေ့သွားခဲ့ပါတယ်။ငါသမီးရဲ့အချစ်ဆုံးလေးရဲ့အိတ်ပါတော့ငါလည်းပင်မနေပြီ။အိတ်ပါတော့လာကလေးရဲ့။အီအီ ။နင်ကတကယ်အယောင်အောင်အားနည်းနေပြီပဲ။ဆန်နီကအဲ့လိုပြောတဲ့အချိန်မှာပဲအီအီကမူလိတ်တော့ပြီးဆန်နီကကလေးနှစ်ယောက်ကိုရောအီအီကိုရောထိန်းလိုက်ပြီးတော့ဒေါလာကိုလှမ်းခေါ်ပါတယ်။ဒေါလာကရောက်လာပြီးအီအီကိုအခန်းထဲခေါ်သွားခဲ့ပါတယ်။ငါသမီးလေးအရန်ပိန်နေပြီ။ဘာမှမစားဘူးလား။တနာပါတယ်။ငါအိမ်ပြန်တော့မယ်။ငါအိမ်မှာလည်းအလုပ်တွေရှိသေးတယ်။အမေသမီးကအမေစကားနားထောင်လို့ကလေးမွေးတော့လည်းအရန်ခက်ခဲပြီးမွေးရတယ်။အခုကျတော့သမီးလေးကိုမွေးပြီးအားမရှိတော့ဘူး။ တယောက်တည်းသူ့မကြည့်နိုင်ဘူးသမီးနေလို့မကောင်းမချင်းအမေဒီမှာနေပါလားသမီးရဲ့ငါဘယ်လိုလုပ်ဒီမှာနေလို့ရမှာလဲသမီးအီအီရဲ့နင်စိတ်မပူပါနဲ့ငါဒီမှာနေပေးလိုက်ပါမယ်ဒါပေမဲ့အမေအလောက်တွေရှိရလေအလောက်ကတော့ရှိမှာပဲသမီးရဲ့ဘာဖြစ်လဲကျမ်းမကြီးကအရေးကြီးတယ်အလောက်ကတော့ပြီးမှပဲလုပ်လိုက်မယ်လေတကယ်လားယင်အမေကသမီးအတွက်အလုပ်မလုပ်ဘူးပေါ့ဒါတော့အမေကတရက်လုံးတရက်စားတာလေသမီးအမေကပဲကောင်းနေထင်ခဲ့တာ အခုကျတော့ဒုက္ခရောက်တော့အမေကပဲကူညီတယ်။ကိုဝင်ရှိတော့ကလည်းဆုံးမတယ်။ဒီလိုမလုပ်ရအောင်ဟိုလိုမလုပ်ရအောင်နဲ့သမီးပဲနားမထောင်တာပါ။သမီးတားမှန်ပါရဲ့နော်အမေ။သမီးရဲ့အဲ့လိုတားမှန်မနေပါနဲ့။အဲ့ဒါတွေမလိုပါဘူးကွယ်။အေးကသူအမြဲတမ်းနှိမ်ချပြောဆိုခဲ့တဲ့သူကပဲသူဒုက္ခရောက်တော့ကူညီဖို့အရှိတိုးတာကိုကြည့်ပြီးအိမ်ဒီကစပြီးတော့အီဟာအလုံးနဲ့အဆင်ပြေအောင်နေထိုင်ခဲ့ပါရဲ့။ဇန်နီကိုလည်းရမ်းချစ်သွားပြီးလင်ကြီးမနှစ်ယောက်လုံးကလည်းပျော်ရွှင်စွာနေနေထိုင်သွားကြပါရဲ့။ ီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။